ပြည်မြို့မှာလမ်းခင်းရမှာကြမ်းမုံတွေနဲ့လေရုညဉ့်ဉန်းနေရာကြောင်းပရိဒဖွဲ့တွေကနှာခေါင်းစည်းတွေပေးဝေးတဲ့လှုပ်ရှားမှုကိုပြုတ်လုခဲ့ပါတယ်ဒီသင်းကိုတော့ကိုမင်းညိုကပြေးပို့ထားပါခင်ဗျာဖြစ်စင်မက်စ်မြန်မာကုမ္ပဏီကတာဝန်ယူလမ်းခင်းနေတဲ့ပြည်မြို့ဗိုလ်ချုပ်လမ်းပေါ်မှာကတ္တရာညွန်နဲ့တွေနဲ့လမ်းခင်းကြောင်းဖုံမှုန့်တွေကတလန်းလုံးပြင်းထန်နေပါတယ်အဲ့ဒီအတွက်လမ်းသွားလမ်းလာတွေခီးသွားပြည်သူတွေအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးထိခိုက်မှုမဖြစ်စေဖို့ကုမ္ပဏီကကြောင်းမုံတွေမထွက်အောင်လုပ်ပေးဖို့အတွက် အခုလိုပရိုက်တာအဖွဲ့တွေကနှာခေါင်းစည်းတွေအခမဲ့ပေးဝေကကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြတာပါဒီနေရာတော့ကိုယ်တိုင်ကပြောသွားတယ်ကျွန်တော်ဒိုင်လွန်ကတ်တရားပြင်မိမယ်လို့ပြောသွားပါတယ်ဒီနေ့ကိုဒိုင်လွန်ကတ်တရားလည်းပြင်မိမယ်ဆိုရင်ခုလိုကြောင်းမို့ကိုတစ်နှစ်တစ်ခါလို့ပြင်မယ်ဆိုရင်နန်းတစ်ခါခင်အနည်းဆုံး10ရက်15ရက်တစ်နှစ်ကို15ရက်ရက်20လောက်က ဒီကတ္တရာပြောင်းနိုင်ရေပုံမှုတွေကိုခံစားနေရပဲဆိုကျွန်တော်တို့ဒီဟိုပြည်သူတွေအတွက်ကအများကြီးကြားမှရေဟိုထိခိုက်နေတယ်ဆိုတော့ကျွန်တော်တို့ဟိုဒီအောင်လုပ်ရကြည့်အခုလိုမျိုးမနစ်ကမက်စလာတို့ကလည်းမိုးမြတာပရိုက်တာအဖွဲ့ကနှကောင်းစည်းတွေအခမဲ့ပေးဝေကကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့အခုနှစ်လဲမက်စ်မြန်မာကုမ္ပဏီကပဲလမ်းပြင်ခွင့်ရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်လို့ပဲကျွန်တော်ကမ်ပိန်းတစ်ခုလုပ်တယ်။နောက်ဒီ live mode ပါပါကျွန်တော်တင်တယ် ခုနှစ်ပြည်သူတင်မြှောက်တဲ့အစိုးရခင်ဟိုနှစ်မှာသူတို့ဒီလိုကုမ္ပဏီကိုပြီးခဲ့တဲ့နှစ်ကလည်းပြည်သူကမကြိုက်ဘူးပြောတယ်ပြီးတဲ့ကောင်းတဲ့ကုမ္ပဏီတို့မရှိတော့ဘူးလားဒီအစိုးရကဘာကြောင့်ကျွန်တော်ဒီကုမ္ပဏီကိုပဲပြည်သူလူထုကိုဒီကျဲမာရေးနဲ့ထိခိုက်တယ်ဆိုတာပြည်သူလူထုကလည်းအကုန်လုံးကြေကြေပြင်းပြင်းလေးပြောထားတယ်။ဒါကိုဘာကြောင့်ခုချိန်ထိကျွန်တော်တို့ဒီကုမ္ပဏီကိုဆက်လက်ပြီးတာဝန်ပေးထားလဲကျွန်တော်တို့သိနေတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှိသူတယောက်က DBB ကိုအခုလိုပြောပါရယ်။တောက်ကိုပုံမာလာမှာသွေးရင်းနဲ့တောင်းတာကစားချပြီးတော့တောင်းတယ်။ဒါပေမဲ့တောင်းနေတော့လည်းပဲ ထမ်းပြီးကသာနောင်းပြီးကသာပေါ့မှာဘို့လို့ကားသွားရင်တော့ခုံကတော့နည်းနည်းများထမှာ best paper company ကပြည်မြို့ဗိုလ်ချုပ်လမ်းပေါ်ကပျက်စီးနေတဲ့လမ်းပိုင်းတချို့ကိုဒီဇင်ဘာလ14ရက်နေ့ကစတင်ပြုပြင်ခဲ့တာပါလမ်းအတွက်ကတ္တရာဈေးကြိုရာကထွက်တဲ့မိโกအညော်တွေလမ်းခေရမှာအသုံးပြုတဲ့ကြောက်ကလေးတွေကလမ်းခင်းပြီးကြမှာကားတွေဖြတ်သွားစင်မှာထွက်တဲ့အမှုန်တွေကတလန်းလုံးမှုန်နေတာကြောင့်ဒေသခံတွေနဲ့ပရိုက်တာအဖွဲ့တွေကအခုလိုနှာခေါင်းစည်းတွေအခမဲ့ပေးဝေးကကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြတာပါ ကျွန်တော်မင်းညိုပါခင်ဗျာ